ဘသူမှမထင်မှတ်ထားတဲ့ငွေပမာဏတစ်ခုကိုလှူဒန်းချလိုက်တဲ့ဝင်းမုံရွှေရီတို့ဇနီးမောင်နှံရှမ်းကုန်းစယ်လီနယူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင့်ဝင်းမုံရွှေရီကတော့မြန်မာနိုင်ငံရဲ့အောင်မြင်ကြော်ကြားတဲ့အမှုပညာရှင်တွေက top 1မင်းသမီးတစ်ယောက်ဆိုရင်လည်းမမှားပါဘူးအကယ်ဒမီစုကြီးများစွာကိုပိုင်ဆိုင်ရရှိထားတာဖြစ်ပြီးလက်ရှိအချိန်မှာဆိုရင်လည်း Crony နိုင်ဖြိုးကျော်နဲ့အိမ်တော်ကျကချမ်းသာကြွယ်ဝမှုတွေကိုတုံးမကုံဖြုံးမကုံရရှိခံစားနေရတဲ့သူတအုပ်ပဲဖြစ်ပါတယ် ဝင်းမုံရွှေရဲ့ခင်မွန်ဖြစ်သူနိုင်ဖြူကျောင်းရဲ့ပိုင်ဆိုင်မှုတွေကိုပရိသတ်တွေကငကိုတွေကချမ်းသာကြွယ်ဝရဲဆိုတာကိုသိခဲ့ပြီးမယ်အကယ်ဒမီစုပေးပွဲမှာဝင်ခဲ့တဲ့ဝင်းမုံရွှေရဲ့စွဲကြိုးတကုံးကြောင့်အများကြီးခံမှန်းသွားနိုင်ခဲ့တာဖြစ်ပါတယ်အကယ်ဒမီပေးပွဲတုန်းကဝင်းမုံရွှေကစွဲကြိုးတကုံးကိုဝဆင်ခဲ့တာဖြစ်ပြီးအဲ့ဒီစွဲကြိုးရဲ့တန်ဖိုးကတိန်ပေါင်းတိန်ချီတန်ကြီးရှိနေခဲ့တာဖြစ်ပါတယ်အဲ့ဒီစွဲကြိုးရဲ့တန်ဖိုးကိုချိန်ပြီးပရိသတ်တွေကဝင်းမုံရွှေရဲ့ခင်မွန်နိုင်ဖြူကျောင်းရဲ့ပိုင်ဆိုင်မှုတွေကိုခံမှန်းနိုင်ခဲ့သွားတာဖြစ်ပါတယ်ဒီလိုမျိုးတွေကြီးကြီးတက်ချမ်း သနေတဲ့တခြားမှာဝေမုံရွှင်ကပွဲချက်အခမ်းအနားဒီမှာဆိုရင်လည်းဘယ်သူမှမထင်မှတ်ထားတဲ့ accessory ကိုချပြခဲ့တာကြောင့်အားလုံးကအဝကနေဝါကနေဖြစ်ခင်ရပါတယ်။အခုချိန်မှာဆိုရင်တော့မြန်မာနိုင်ငံတဝန်းမှာငလင်းတွေကလည်းအကြီးအကျယ်ဆိုသလိုရိုက်ခတ်နေတာဖြစ်ပြီးမန္တလေးနေပြည်တော်စကိုင်းမှာလူအသေးပြောင်းနဲ့ပြည့်စည်ဆုံးရှုံးမှုတွေအများဆုံးခံစားနေရတာ။ပရိသတ်တွေအားလုံးကလည်းဝမ်းနည်းစွာနဲ့သိရှိပြီးဖြစ်မှာပါ။ဒီလိုဖြစ်နေတဲ့အချိန်မှာအမှုပညာရှင်ဒေါက်တာများများနဲ့ငွေကြေးချမ်းသာတဲ့သူတွေကတော့တောင်းလျှောက်ဆိုသလိုလူတန်းမှုတွေပြုလုပ်နေကြတာဖြစ်ပါတယ်။ငါ လီအဆောက်လုပ်တဲ့အနေကလေးကဝင်းမုံရွှေတို့ဇနီးမောင်နှံကခိုင်နင်းဝေစီမှာငွေကျပ်3300လှူဒန်းပေးခဲ့တာပါအားလုံးကဝင်းမုံရွှေကအရန်ကြီးကြီးတက်ချမ်းသာပြီး3300ပဲလှူတာလားဆိုတဲ့မှတ်ချက်တွေကလည်းအများကြီးကျလာခဲ့တာပါဒါအပြင်တချို့သောအမှုပညာရှင်တွေကလည်းမထင်မှတ်ထားတဲ့ငွေကြီးပမာဏတွေကိုလှူဒန်းတာကြောင့်ပရိသတ်တွေကအံ့ဩနေကြရတာဖြစ်ပါတယ်ဝင်းမုံရွှေကလွန်ခဲ့တဲ့ရက်ကတော့ပရိသတ်တွေလုံးဝထင်မှတ်မထားတဲ့ငွေကြီးတစ်ခုကိုလှူဒန်းခဲ့ပါတယ် အဲ့ဒါကတော့ခိုင်နင်းဝေဖောင်ဒေးရှင်းမှာဝေမုံရွှေတို့ဇနီးမောင်နှံကစစချင်းငွေကြက်သိန်း300ကိုနိုင်ဖြိုးကျော်ပိုင်ဆိုင်တဲ့ VPN အချုပ်ရင်ကငွေကြက်သိန်း1000နဲ့နောက်ထပ်ငွေကြက်သိန်းပေါင်း1000ကျော်ကိုလှူဒါန်းလိုက်တာဖြစ်ပါတယ်ဝေမုံရွှေကငွေကြက်သိန်းပေါင်း1000ကျော်ပုံကို ။ငလင်ဘေးမှာဒုက္ခရောက်နေတဲ့သူတွေအတွက်ဆန်စီစားစင်ဖြာတွေကအစာကိုယ်တိုင်ပြင်ဆင်ပြီးလှူဒန်းသွားမယ်လို့ဖော်ပြလာတာဖြစ်ပါတယ်။ဒါကြောင့်အားလုံးကအန်အောဝမ်းသာနေကြရပြီးအဲ့လိုလှူဒန်းပေးခဲ့တဲ့အတွက်လည်းကျေးဇူးတွေတင်နေကြတာဖြစ်ပါတယ်။ပရိသတ်တွေကတော့ဝေမုံရွှင်တရားအခုလိုလူဒန်းပင်ခဲ့တဲ့အတွက်တကယ်ကိုကျေးဇူးတင်နေကြတာပါဝေမုံရွှင်ကလည်းနောက်ထပ်လည်းလူအပ်တဲ့နေရာတွေမှာအားတက်တဲ့ရောပါဝင်လူဒန်းအုံးမယ်လို့လည်းပြောပြထားပါတယ်သူကတနိုင်တမလူဒန်းပင်နေတာပါချမ်းသာလွန်းလို့စီးစိမ်တွေကိုသုံးမကုံဖြုံးမကုံနဲ့အမှုပညာရှင်တွေအများကြီးရှိတဲ့စ ဆိုပေမဲ့ဝင်းမုံရွှေကြီးတို့ကတော့ပြိသက်တွင်မြင်သာထင်သာတဲ့အထိသိမ်းပေါင်းတထောင်ကျော်ကိုလူရန်ပေးခဲ့တာဖြစ်ပါတယ်။ဒါပြင်လွန်ခဲ့တဲ့ရက်ကဆိုရင်လည်းစမိုင်းကမြန်မာနိုင်ငံကငလင်ပေးတင်နေတဲ့ပြည်သူတွေအတွက်စက်သိမ်းပေါင်း1600ကျော်လူရန်ခဲ့တယ်လို့တင်ရပါတယ်။အခုလိုမျိုးစက်သိမ်းပေါင်းတထောင်ကျော်လူရန်ပေးခဲ့တဲ့ဝင်းမုံရွှေကြီးနဲ့နိုင်ပြိုးကျော်တို့ကိုပြိသက်တွင်အနေနဲ့ဘယ်လိုတွေထင်မြင်မိလဲဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးများတင်ပါတယ်